မင်္ဂလာပါခင်ဗျာဒီနေ့မေလ23ရက်နေ့မှာကပအဆင့်မြင့်ဆုံးတက္ကသိုလ်ပေါ့နော်တက္ကသိုလ် Harvard University မှာဒီတရုတ်နဲ့အမေရိကအတရုတ်နဲ့အီရန်အီရန်ကိစ္စပေါ့အီရန်နေကျောင်းကျောင်းသူကျောင်းသားများဒီနိုင်ငံရေးနဲ့ဆက်နွယ်ပြီးတော့လှုပ်ရှားနေတယ်လှုပ်ရှားနေတဲ့ကဏ္ဍတွေရှိတယ်ပေါ့နော်ဥပမာဆိုရင်ဂျူးမုန်ဒီရေတို့ American စန့်ကျင်ရေတို့ကတရုတ်ရဲ့ American လက်ချက်အာ sorry sorry တရုတ်နဲ့အီရန်လက်ချက်ပေါ့နော် okay breaking news နေနဲ့ trump administration burs ဆိုတော့ trump ရဲ့အုပ်ချုပ်ရေးအစိုးရကတဲ့ burs ဆိုတော့တက်တက်မြစ်လိုက်တယ်ပေါ့နော်အဲ့တက်မြစ်လိုက်တယ် harvard uh university ကိုတက်မြစ်လိုက်တယ် uh from enrolling foreign students ပေါ့နိုင်ငံခြားအကြောင်းစီအကြောင်းသားတွေကြောင်းတက်လို့မရတော့သူကတက်မြစ်လိုက်ပြီပေါ့နော် enrolling ဆိုတော့ တို့စင်းပေးလို့မရတော့ဘူးနိုင်ငံသားတက်မဲ့လူတွေစင်းပေးလို့မရတော့ဘူးเนาะဒီနေရာမှာ House Republican ဆိုရဲဟာက investigate လုပ်တယ်ဆိုတာသူတို့တွေကလေလာစုံစမ်းရတယ်အဲသူတို့ House Republican ဆိုတာကတဲ့ဥပဒေပြုရေးတို့ပါတီစည်းရုံးရေးတို့နောက်တစ်ခါအစိုးရကိုထိန်းချောင်းတဲ့အဓိကကိစ္စတွေလုပ်ရတယ်ဒါကြောင့်သူတို့ကဒီ Harvard's ကို Hybrid Time ဆိုတာက ဘယ်သူ times ဆိုတာချီနှောင်မှုတွေပေါ့ဘယ်လိုမျိုးပတ်သက်မှုတွေရှိတယ် to chinese and iranian governments so chinese နဲ့တရုတ်အာနောက်တစ်ခါ iranian ဆိုရဲဒီ iran ဆိုရနဲ့ဘယ်လိုပတ်သက်နေတယ်ဆိုတာကိုစုံစမ်းမှုဒါစုံစမ်းကြတယ်ပေါ့ဒီကိစ္စကိုစုံစမ်းတယ်အဲ့လိုစုံစမ်းတဲ့အခါမှာသိရှိသွားတယ်သိရှိသွားတယ်ဆိုတော့ဒီတက္ကသိုလ်ကိုခုနပြောတဲ့အတိုင်းပဲ enrolling လုပ်လို့မရတော့ဘူးနိုင်ငံခြားအကြောင်းအကြောင်းသားတွေကို burst လုပ်လိုက်တယ်ပေါ့နော် တားဆီးလိုက်တယ်ပိတ်ပင်လိုက်တယ်ပေါ့ဒါကဘာမှာအာကဘာအဆင့်မြင့်ဆုံးတက်ကတူပညာရေးတွေကိုနိုင်ငံရေးနဲ့ဆက်နွယ်နေတယ်ဆိုတဲ့တဲ့ကိုနေတယ်ဒါပထမဆုံးကိုတီးလိုက်ရတယ်လို့ပြောရမှာပေါ့နော်